ခဲချိုပြင်းပြီးတဲ့နောက်မှာဂျိုစကီကအိမ်ထဲကထွက်သွားကြဖို့ပြောလိုက်ပြီးမယ်ခိုးချီကလေးနဲ့မြောက်ရှာပြီးတော့ဖြက်စီရမယ်လို့ပြောနေတဲ့အချိန်မှာခဲချိုနဲ့ဗက်တယ်တော့ရခဲ့တဲ့ဒဏ်ရာလေးကပြင်းထန်နေရမလို့ဂျိုစကီကတော့အိမ်ဝင်ပြန်ကျင်နေပါပြီခိုးချီကဂျိုစကီဟီးပြီးခဲ့လို့သာအသက်ရှင်ခဲ့ပြီးတော့စုံကြောက်ကများနဲ့ပြေခံရလို့ရှိရင်သေသွားနိုင်တာမို့လို့လေးနဲ့မြောက်ဖြက်စီပြေနေရပါဂျိုစကီဒီမှာနေခဲ့ပြကျွန်တော်ပဲသွားရှာလိုက်မယ်ခိုးချီကငပြော်လေးရမယ်အေးကြုံတော့တတိရှိတာပဲဒါမှမဟုတ်ယူနေရပဲဖြစ်ရမယ် ဟေ့ခိုးကြီးလမ်းလိုက်တာဗျာဂျိုးစကေကျွန်တော်မတားပါနဲ့တားပါဘူးခိုးကြီးကလာလာငါ့ကိုလေးနဲ့မြောက်မယ်မရှာကြီးထွက်သွားရအောင်အဲ့လိုနဲ့ဂျိုးစကေနဲ့ခိုးကြီးကပေါ်တော့ကိုရောက်လာပြီးတော့နန်းမချိန်တိုင်းရဲ့လေးနဲ့မြောက်ကိုတွေးလိုက်ရပါတယ်ဒါမဲ့ခန်းထဲကနေကြောက်ရွံ့ကောင်းတဲ့အတန်ကြီးကထွန်းနေပြီးတော့တန်ကျုံးတန်နေတယ်ကြားနေရပါတယ်။အဲခွေးတကောင်များလား။ပြောတတ်ဘူးဗျ။ဒါမဲ့လူတန်မဟုတ်တာတော့သိကြတယ်။ ကျိုးစကေကျွန်တော်ဘာလုပ်ကြမလဲဘာလုပ်ကြမလဲဟုတ်လားမင်းမင်းငါ့ကိုခေါ်လာလीဟုတ်တော့ဟုတ်ပါတယ်ခိုးရှင်ငါတို့လှုပ်တာတော့လောရမှာပဲမင်းကတကားကိုခက်ပြင်းပြင်းစောင့်ခံပြီးတော့အိတ်ကောင်ကြီးကိုခြောက်လိုက်ငါကလေးတဲ့မြောင်ကိုသွားချိုးလိုက်မယ်မလို့လေအဲ့လိုနဲ့ခိုးကြီးကဂျိုးစကေပြောတဲ့အတိုင်းတကားကိုရှင်းအောင်နဲ့ကန်လိုက်တဲ့အချိန်မှာအစိမ်းအောင်လက်ကြီးကထွက်လာပြီးတော့ခိုးကြီးကိုဆွဲသွားမှာလို့ပါဝင်သွားအောင်ဂျိုးစကေကလမ်းဖက်လိုက်ပြီးတော့ခရစ်စီတန်းမိုးနဲ့ထိုးတဲ့အချိန်မှာအစိမ်းအောင်လက်ကြီးကပြတ်သွားပါတယ်အဲ့ချိန်မှာခိုးကြီးကိုလမ်းဆွဲတဲ့အကောင်ကြီးကတန်ကျိုးတန်းနဲ့ပြေးသွားတာကိုမြင်လိုက်ပြီးတော့အကောင်ကြီးရဲ့ပြတ်သွားတဲ့လက်ကချက်ချင်းပြန်ပေါက်လာတာကိုဂျိုးစကေကတွေးလိုက်ရပါတယ်အဲ့နောက်မှာတော့အကောင်ကြီးကဂျိုးစကေရောဘက်ကိုလှည့်လာပါတယ်လင်းအောင်လဲကိုရောက်တဲ့ ချိန်မှာကြောက်စရာကောင်းတဲ့မျက်နှာယိုမြင်လိုက်ပြီးတော့အကောင်ကြီးကလက်ပြက်ကြီးကိုယူသွားပြီးတော့ချိုးချွန်းနဲ့ဝါးစားနေတာပါဒါကြီးကငါ့အိမ်သားမှာရှိနေဆိုတော့ငါမသိခဲ့ဘူးဟာအဲ့ချိန်မှာခဲချိုရောက်လာပြီးတော့ဒီအကောင်ကြီးကသူ့ရဲ့အဖေဖြစ်ပြီးအဖေအတွက်စတန်ဟုတ်စာကိုလိုက်ရှာနေရမလို့လေးနဲ့မြအောင်ဘယ်သူမှဖြက်စီးခွင့်မပြုဘူးလို့ပြောနေပါတယ်အဲ့ဒါယောဂါလားဒါယောဂါမဟုတ်ပါဘူးအဖေကကြမ်းကြမ်းမာမာရှိနေပြီမဲ့သူ့သားတွေကိုမမတ်မိတော့မယ်နဲ့အကောင်ကြီးဖြစ်နေရပါအဲ့ဒါဆိုရင်အဖေကိုကူးနိုင်မဲ့စတန်ဟုတ်စာကိုလိုက်ရှာနေရပါလို့ဂျိုးစကေးကမေးလိုက်တဲ့အချိန်မှာကိုဘမဝင်နဲ့အဖေကိုတတ်နိုင်မဲ့စတန်ဟုတ်စာကိုလိုက်ရှာနေရလို့ခဲချိုကပြောလိုက်ပါတယ်ခဲချိုရဲ့အဖေကအင်မော်ဒယ်ဖြစ်နေပြီးတော့ဘလို့သက်သက်မသေးရမလို့ ့ခဲကြိုကဒီဘွားဆိုရနဲ့လွံ့မြောက်စေခြင်းနေရပါအဖေဒီလိုဖြစ်သွားတာခေါင်းထဲမှာရှိနေတဲ့ဒီဦးရဲ့ဆဲကြောင့်လို့ခဲကြိုကပြောရလိုက်ပါတယ်ဒီယိုဒီယိုလို့ပြောလိုက်ကြလားဒါဂျိုတာကိုဆန်ပြောခဲ့တဲ့လူပဲဒါဒီအားလုံးကလုံခဲ့တဲ့ဆက်တနေ့ကစတာဖြစ်ပြီးတော့ခဲကြိုက9နေသားနဲ့အိုဟူအဆူကလင်းနေတာပါအဖေကစီးပွားရေးချွတ်ချုံကြမိဘပါသေးသွားပြီးတော့အကျွေးတွေပတ်လဲဝိုင်းနေရမလို့ခဲကြိုကိုနှစ်ယောက်ကိုမထင်မထင်သလိုရိုင်းနေတတ်ပါတယ်အဲ့နောက်မှာတော့ဖေကအလုံးမလုံးပေမဲ့သုံးမကုန်တဲ့ပတ်စံတွေကိုရလာပြီးတော့တကယ်တော့ဒီယိုရဲ့ assassin ဖြစ်သွားတာပါအဲ့ချိန်တော့ဒီယိုဟာစတန်ဥစားတွေကိုရှာဖွေနေခဲ့တာဖြစ်ပြီးတော့ဖေးကလည်းစတန်တစ်ခုရှိခဲ့ရင်ပဲဘာစတန်လဲဆိုတာခဲကြိုကမှတ် မိတော့ပါဘူးတကယ်မှာတော့ဖေကခေါင်းခဲတဲ့ဝေဒနာကိုခံစားနေရပြီးတော့ DU ကသေသွားပြီဒါကြောင့်မို့လို့ခေါင်းထဲမှာရှိတဲ့ DU ရဲ့ဆဲစရာဖောက်ပြန်ကုန်ပြီလို့អော်ပြီးတော့ပြောနေပါတယ် DU ကသူမယုံရတဲ့လူတွေရဲ့ခေါင်းထဲမှာဆဲတွေကိုထည့်ထားမှလို့ DU သေသွားတဲ့ချိန်မှာဆဲတွေနဲ့သသားတွေဖြစ်သွားပြီးတော့ဖေက immortal ဖြစ်သွားတာပါအဲနောက်မှာတော့ခဲချိုးက DU တို့ဂျိုရာတို့ဘွားတို့အန်ယာဘာတို့အကြောင်းတွေကိုစုံစမ်းသိရှိခဲ့ရပြီးတော့လေးနဲ့မြောက်ရောရခဲ့ပါတယ်အခုဆိုရင်အဖေလုံးနေရာရဲ့အားလုံးကဒီသစ်တာကြီးကိုပဲနေရောညောင်လန်တော်နေရာဖြစ်ပြီးတော့ခဲချိုးကပြောရင်းပြောရင်းနဲ့ဒေါ်ရိုက်ထွက်လာမှလို့အဖေကိုထိုးချိတ်ကုန်ပါပြီအကောင်ကြီးဖြစ်နေပေမဲ့ကိုဖေမို့လို့အဲ့လိုမလုပ်သိင်ကြောင်ဂျိုစကေးကပြောနေ ဲ့အချိန်မှာဖီရင်မို့လို့တက်လို့မရတာဒါကြောင့်မို့လို့ပုံမှန်တိုင်းပဲသေဝါးစီညာလို့ခဲချိုကပြင်ပြောလိုက်ပါတယ်အဲ့အချိန်မှာခဲချိုရဲ့ဖီကတစ်တာတွေကဓာတ်ပုံပိုင်းစားတွေကိုပြန်ဆက်နေရအောင်ဂျိုးစကေးကမြင်လိုက်ရမို့လို့ဟီးလိုက်တဲ့အချိန်မှာပိုင်းစားလေးတွေကပြန်ဆက်သွားပြီးတော့ခဲချိုတို့ရဲ့မိသားစုဓာတ်ပုံဖြစ်နေအောင်တွေးလိုက်ရပါတယ်တကယ်တော့ဖီကအခုချိန်မှာဘာဖြစ်နေမှန်းမသိရင်ပဲသူ့ရဲ့မျက်ညာစိတ်ပိုင်းထဲမှာတော့မိမနဲ့သားတွေကိုသတိရနေခဲ့ရပါအဲအဲ့လိုဆိုရင်တော့တန်းနိုင်မဲ့လူတွေကုနိုင်မဲ့လူကိုရှာပိုကောင်းမယ်ထင်တယ်ငါကုပေးလို့ရပါတယ်ဒါမဲ့အဲ့လေးနဲ့မြောက်တော့ငါ့ကိုပေးဖို့လိုလိမ့်မယ်ဒါမဲ့ခဲချိုကလေးနဲ့မြောက်မပေးဘဲနဲ့ထွက်ပြေးဖို့လုံးနေရမလို့ဂျိုးစကေးဟီးလိုက်မယ်ဆိုရင်ဖီ ရဲ့ခန္ဓာကိုယ်ကအကောင်းတိုင်းမဖြစ်ရင်တော့မှစိတ်နဲ့မဉဏ်အကောင်းတိုင်းပြန်ဖြစ်နိုင်သေးရမို့လို့ကိစ္စတွေကိုဒီမှာပဲရှင်းလိုက်ဖို့အခုအဆုကပြောရင်းနဲ့လေးနဲ့မြောက်ကိုလမ်းကန်နိုင်ပါတယ်။ဒါပေမဲ့ခဲချိုကလူတွေအများကြီးကိုတတ်ခဲ့ရမို့လို့နောက်ပြန်ဆုံးဖို့ဖြစ်နိုင်တော့မယ်နဲ့အခုအဆုကိုလည်းညီလေးလို့မတတ်မဲ့တော့လို့ပြောနေပါတယ်။အဲဒီမှာခေါင်းဝါးတွေချောင်းချင်းနေတဲ့လူတွေရောက်ကိုဂျိုးစကီကမြင်လိုက်ရမို့လို့မင်းတို့တော့အပြင်ဆွေမျိုးတွေရှိသေးတယ်လို့မေးလိုက်ပါတယ်။အဲနောက်မှာတော့ဘေးနားမှာရှိတဲ့လက်စစ်ပလက်ပေါက်တွေကလည်းလက်စစ်တွေနဲ့လှုပ်ထားတဲ့စတန်ဒကွန်ပေါ်လာပြီးတော့အခုအဆုကိုတတ်တော့မယ့်အချိန်မှာခဲချိုကအခုအဆုကိုထိုးလိုက်တာမို့လို့ခဲချိုပဲထိုးကန်လိုက်ရပါတယ်။စတန်နဲ့မေးရချီလီပပါလို့ခေါ်ပြီးတော့ခဲချိုကိုယ်တိုင်များနဲ့ပြစ်ခဲ့တဲ့စတန် င်းဦးစာဖြစ်ပြီးတော့လေးနဲ့မြောက်ယူသွားမယ်လို့ပြောနေပါတယ်အဲလိုနဲ့ချီလီပါပါခဲချိုလက်စင်းပုံစံပြောင်းလိုက်ပြီးတော့ပလက်ပေါက်တဲ့ဆွဲခေါ်သွားမလို့ဂျိုးစကီကမန်ဝန်ခွဲပြီးတော့ခေါင်းပေါ်တက်ကြည့်လိုက်တဲ့အချိန်မှာကုနာရိုကတွေးလိုက်ရတဲ့လူကမရှိတော့ပါဘူးအခုအဆုလည်းမိုးပေါ်ရောက်လာပြီးတော့ကြီးလိုက်တဲ့အချိန်မှာဓာချိုးမှာဓာလိုက်ပြီးတော့တည်နေတဲ့ခဲချိုကိုတွေးလိုက်ရပါတယ်ကိုကြီးကလူတွေအများကြီးကိုတတ်ခဲ့ရမလို့ဒါသူ့ရဲ့ကံကြမ္မာပေမဲ့အကိုကြီးကနောက်ဆုံးချိန်ထိသူ့ကိုကာဝယ်ပေးသွားခဲ့တော့မြင်လိုက်တယ်မလားလို့အခုအဆုကဂျိုးစကီကိုမေးလိုက်ပါတယ်ဒါပေါ့ကွာအခုအဆုမင်းကိုကြီးကနောက်ဆုံးချိန်ထိမင်းကိုကာဝယ်ပေးသွားခဲ့တာကိုငါတိကျပေါ့မြင်လိုက်ရတာပေါ့မော်ယိုဂရန်ဟိုတယ်မှာမနက်စာဆိုင် ချင်းနေတဲ့ဂျိုဒါရှီကိုဖုန်းတစ်ခုကဝင်လာပြီးတော့မော်ရီယိုမျိုးကနေအများဆုံးထွက်သွားဖို့ပြောနေပါတယ်။နေဆုံးရမသူမဲမသိတဲ့လူကဖုန်းခေါ်လာပြီးတော့မျိုးကနေထွက်သွားလို့ပြောရင်ထွက်သွားမှာလား။ဖုန်းနဲ့တည်းကနေဂျီဘူရာခဲချိုကိုတက်ပြီးတော့လေးနဲ့မြောက်ရတာပြီးဂျိုဒါကိုလည်းတက်ဖို့ဝန်မလေးပြင်မယ်။ဂျိုဒါတို့ကအချိန်ရနေတဲ့ပါဝါရှိရမလို့မတိုက်ခိုက်ချင်ဘူး။ဒါကြောင့်မို့လို့ဖုန်းဆက်ပြီးတော့မျိုးတွေကထွက်သွားဖို့တတိပေးရလို့ပြောနေပါတယ်။အဲနောက်မှာတော့ဘွားကြီးကစာမေးပွဲဖြေတဲ့လူတွေလုံးလိုက်နေပြင်းစရာကြီးဒါကြောင့်မို့လို့စတန်နဲ့ပျော်လိုက်အောင်မယ်လို့ပြောနေတဲ့အချိန်မှာဂျိုဒါတို့ကတတိထားမိသွားပါတယ်။အော်ဒါဆိုမင်းကចောင်းသားပေါ့။အဲအချိန်မှာဖုန်းနဲ့ကလူက तू ပြောမိလိုက်တဲ့စကားအားမှာကြောင့် तू ကចောင်းသားဆိုတာဂျိုဒါ ောင်သိသွားမလို့စိတ်တူသွားပြီးတော့ဖုန်းကြီးကိုဖောက်ခွဲပလိုက်ပါတယ်။အဲနောက်မှာတော့ဂျိုဒါကလည်းမတော့ရရဲ့နက်ကော်ဖီလေးကိုတောက်ရင်းနဲ့ချေးနေလိုက်ပါတယ်။နေချင်းမူရာခဲချိုမော်ရီယိုမျိုးရဲ့နောက်ဘက်မှာရှိတဲ့သုံးတန်လေးမှာတင်ဂျိုလိုက်ပြီးတော့အခုအဆူကတော့ဒီမှာပဲဆက်နေပါပါ။ဂျိုစကေចောင်းသားကနေကေသားနေရဲ့အချိန်မှာအင်းရှင်းမှာတယောက်ရောက်လာလို့ကြီးလိုက်တော့ចောင်းသားဖို့လာခေါ်နေတဲ့အခုအဆူကိုတွေးလိုက်ရပါတယ်။ဂျိုစကေငါမင်းတို့ចောင်းပြောင်းလာတာမင်းနဲ့ငါနဲ့ခန့်တူတူပဲ။ဟမ်အဲ့လိုဆိုတော့အေအောင်လာခေါ်ဖို့မလိုဘူးလေ။လိုတာဘောကမင်းနဲ့ငါနဲ့အိမ်ကြီးလေးပဲဟော။အဲ့ဒီမှာထုံမခိုးကရောက်လာပြီးတော့ဂျိုစကေရဲ့တငယ်ချင်းလာအဲ့ဒါဆိုရင်တော့လက်ဖေးလေးတောက်သွားအောင်လို့ဖေးခေါ်လိုက်ပါတယ်။ဂျိုစကေမင်းမရလမ်းနဲ့ နေတော့အာလေးပါတယ်ကွာအဲ့လိုနဲ့ episode 5ကတော့ဒီမှာပဲပြီးသွားပါတယ်ကျေးဇူးအားပေးတဲ့ကျေးဇူးပါ bro တွေနောက်တဲ့ episode မှာတော့ငွေညစ်ခံရတဲ့ကိုယ်ရည်ချင်းနဲ့ကိုယ်ရည်ချင်းရဲ့ stand ကိုမြင်ရမှာဖြစ်ပါတယ်